Amazon BBC တို့လိုရှယ်ချမ်းမဲ United ရဲ့လာမဲတိုင်းစစ်၃ရောက်တန်းအသည့် United ကတော့လာမဲနေရာဒီမှာတိုင်းစစ်တန်း၃ရောက်စလုံးကိုအပြောင်းလဲပြုလုပ်သွားဖို့ရရှိနေပါတယ်။လက်ရှိကစားနေတဲ့တိုင်းစစ်ကစားမတွေနေရာမှာမျက်နှာသစ်တွေကြီးကိုပဲမြင်တွေ့ရဖို့ရှိနေတာပါ။ United ရဲ့လက်ရှိတိုင်းစစ်ကစားမတွေဟာ Armor ရဲ့နေစနစ်နဲ့အံဝင်မှုတွေရှိနေတာကြောင့်အခုလိုအပြောင်းလဲလုပ်တာကသင့်တော်မှာဖြစ်ပါတယ်။ United ဟာအပြောင်းရွှေ့အတွက်ဈေးကွက်ထဲမှာခက်ခဲလှုပ်ရှားနေပြီးတိုင်းစစ်ကစားမ၃ဦးထိခေါ်ယူနိုင်ဖို့အခြေအနေကောင်းနေတာပါ။ United စီဝုကစားသမားမာတိယကွန်ညာကလုံးဝရောက်ရှိလာပြီလို့ဆိုရမှာဖြစ်ပါတယ်။တရက်နေ့တရက်နေ့အပြည့်နဲ့ရောက်ရှိလာတာမို့လာချင်းကောင်းသောကစားမဖြစ်လာပါပါ။ချန်ပီယံလိဝင်ခွင့်နဲ့ဥရောပဝင်ခွင့်တွေကိုမမမောပဲ United မှာကစားချင်းလို့ကိုလာခဲ့တာဖြစ်ပါတယ်။အတင်းအတိုင်းစစ်မှာအဓိကကစားသမားအဖြစ်ရှိနေမယ့်အပေါ်သဘောကျတာကြောင့်လည်းပါပါတယ်။ကွန်ညာအတွက် United တို့ပြောင်းရွှေ့ခြင်းပေါင်60နှစ်သမား5တန်းတိဝူတင်းကိုပေးချေသွားရမှာပါ။ဒါပေမဲ့တခုကောင်းတာကတလုံးတင်းနေပေးချေရမှာမျိုးမဟုတ်ပဲနှစ်နှစ်အတွင်း၃ခါခွဲပြီးပေးချေခွင့်ရှိလို့ပဲဖြစ်ပါတယ်။ကွန်ညာကတော့ United တို့ဒပန်လုကလာစာပေါင်2သိန်းပေးသွားရမှာဖြစ်ပါတယ်။ကစားမအနေနဲ့ တင်းနဲ့ဆေးဆစ်ဖို့စာကျုပ်စာတဲ့အပီးတက်ဖို့သာလိုအပ်တော့တာဖြစ်ပါရင်ကွန်ညာကပရီးမီးယားလိတွေ့ကြုံရှိပြီးသားပေါ့အသားမကျမှလည်းဆေးဖို့စရာတော့မရှိပါဘူး United တို့တိုက်စင်မှုနေရာအတွက် Leon Delan နဲ့အခြေအနေတိုးတက်လျက်ရှိပါရင်ကစားမားရဲ့အင်ဂျင်နီနဲ့ဆွေးနွေးပြီးဖြစ်ပြီးနှိမ့်နိုင်သဘောတူညီမှုရထားပါရင်ကစားမားဘက်ကဆုံးဖြတ်ချက်ကိုစောင့်နေရတာဖြစ်ပါရင်ကစားမားဘက်ကမီးစိမ်းပြတာနဲ့ Ewes အသင်းစီကန့်လန့်လိုက်ရောပါပဲ United ဟာ Delan ကိုခေါ်ယူမယ်ဆိုရင် Ewes အသင်းရဲ့ကိုစာကျုပ်ဖြတ်သိမ်းခြင်းပေါင်သန်း30ဝန်းကျင်ပေးချေရမှာဖြစ်ပါရင် Brian Ambumo ကိုလည်း United ကိုခေါ်ယူဖို့ကြိုးစားသွားအောင်ပါပဲဖြစ်ပါရင် Brentford အသင်းက Ambumo ကိုတင်းတင်းနဲ့ပြောင်းရွှေ့ကြရရင်ရောင်းထုတ်သွားမှာလို့ဝန်ခံထားပါရင်ပြောင်းရွှေ့ခြင်းကလည်းပေါင်သန်း90ဖြစ်ပြီးကစားမကတော့ ယူနိုက်တက်သာကမ်းလှမ်းရင်ပြောင်းရွှေ့လာမှာပါ။ယူနိုက်တက်အနေနဲ့ကစားမသစ်တွေထောက်ခေါ်နိုင်ဖို့ကစားမတွေရောင်းထုတ်ဖို့လည်းလှုပ်ဆောင်နေပါတယ်။ကစားမရောင်းချခြင်းကနေတရက်တင်တာဝန်ရှိသူတွေကပြောင်းရွှေ့ခြင်းပေါင်တန်း150လောက်ရဖို့အတွက်မျှော်မှန်းထားပါတယ်။အန်တိုနီရက်ဖို့ဝိုင်လန်ကာနာချိုဆန်ချိုတို့အားလုံးကိုရောင်းရရင်ဒီပမာဏတော့ပြင်ရနိုင်ပါတယ်။ယူနိုက်တက်တို့ဒီအားဒီကိုဖလားတစ်လုံးနဲ့လက်ပြနှုတ်ဆက်ခွင့်ရှိနေပြီပဲဖြစ်ပါတယ်။ယူနိုက်တက်ဟာယနေ့ညမှာအာဆာကြားကြီးအသင်းကောင်းဆောင်မမောင်လင်းပါဝင်လာမယ်။အာဆီယံအော်စတာအသင်းနဲ့ရင်ဆိုင်လို့ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။ကစားမကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကဘူကေဂျာလီကွင်းကြီးထဲမှာဖြစ်ပြီးမြန်မာ စံတော်ချိန်ည9:00နာရီအချိန်မှာကံပါဖြစ်ပါတယ်။ထေဆန်းပွဲဆိုပေမဲ့လည်းဖိတ်ခေါ်ပလာပုံစံမျိုးဖြစ်တာကြောင့်စုစိတ်တွေတော့ရရှိသွားမို့ရရှိနေပါတယ်။အဆိုပါပွဲမှာမနေ့90အတွင်းတည်ကြခဲ့မယ်ဆိုရင်တည်ဆက်ကံမှာမဟုတ်ဘဲတခါလေးပနာဒီအဆုံးဖြတ်ခဲ့ယူမှာပါ။အာဆီယံအရှာအသင်းမှာအာဆီယံဒေသတွင်းနိုင်ငံတွေကနမဲကျော်ကစားမတွေပါဝင်သွားမှာဖြစ်ပြီးမြန်မာကိုစားပြုအနေနဲ့လက်ဝဲစင်အသင်းကောင်းဆောင်မောင်မောင်လေးလည်းပါဝင်လာမှာဖြစ်ပါတယ် United ဟာ Aston Villa နဲ့ Premier League ရာသီသိမ်းပွဲစဉ်ကစားပြီးတဲ့နောက်ချက်ချင်းမလေးရှားကိုလည်းနဲ့ထွက်ခွာလာခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ပွဲကစားပေါ်အဆအဆရရအစင်းသိဖြစ်နေပြီပဲဖြစ်ပါတယ် United ဟာကမ္ဘာပေါ်လုံးလောကမှာပရိသတ်အများဆုံးနဲ့အောင်မြင်အကျော်ကြားဆုံးအသင်းတွေတဲကတသိမ်းဖြစ်ပါတယ်ဒီလိုမျိုး United နဲ့ချေဆန်းခွင့်ရတယ်ဆိုတာမမောင်လင်းအတွက်ကံကောင်းတယ်လို့ပဲပြောရမှာပါမြန်မာနိုင်ငံဟာတိုင်းနိုင်ငံလုံးအတိုင်းအတာအပြင် United ပြည်သက်အများဆုံးနိုင်ငံဖြစ်ပါတယ်။ဒါကြောင့်ပဲမော်လင်အနေနဲ့ လူသန်းပေါင်းများစွာရဲ့အိမ်မက်ကိုအကောင့်တင်ပေါ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ပါပဲခင်ဗျာ။နောက်ဗီဒီယိုတွေမှာလည်းအင်္ဂစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးမနစ်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။